MacBook Pro, iPad Pro, Vision Pro တစ်တွေကို M5 chip နဲ့တူ Apple ဘက်ကနေပြီးတော့မှမိတ်ဆက်လာရင်ဆိုတော့ဘာတွေပြောင်းလဲသွားလဲပြီးတော့ဘယ်လို feature တစ်တွေပါလာလဲဆိုတာသိချင်ဒီ video ဆုံးထိကြည့်ဖို့လိုပါမယ်ဆိုတော့ right ပါ let's talk about tech Apple Pro တစ်တွေရဲ့ပြောင်းလဲမှုကြောင့်မပြောခင်မှာဒီကောင်တွေကိုအဓိကသုံးပေးနေရဲ M5 chip ကြောင့်ပြောပြမယ် M5 chip က next generation 10GB architecture နဲ့လာတဲ့ chip တွေကိုတခုချင်းစီတိုင်းမှာ neural accelerator တွေပါတယ် neural accelerator ကြတော့ AI နဲ့ဒီ machine learning workload တွေပေါ့နော်အဲ့ဒါတွေကိုပုံမြောင်လို့လုပ်ပေးနိုင်တဲ့ကောင်းလေးဒီကောင်လေးရပါလို့လည်းပဲ GPU အားကိုးနဲ့ AI workload တွေအလုပ်လုပ်တဲ့အခါမှာ run တဲ့အခါမျိုးမှာဆိုရင်အရင်က M4 chip တက်ကို၄သားလောက်ထိပို့ပြီးကောင်းအောင် run နိုင်တယ်။နောက်ပြီးတော့ရှိသေးတယ် GPU ဘိုင်းမှာဆိုလို့ရှိရင်လည်းအရင် generation တက်ကိုပို့ကောင်းတဲ့ graphic နဲ့ဒီပေါ့နော် third generation ray tracing တွေကို ပိုကားအောင်ပိုမြန်အောင်အလုပ်လုပ်ပေးနိုင်တယ်ကွာအဲ့လိုလုပ်ပေးနိုင်လို့လေဒီပေါ့နော် graphic performance မှာဆိုလို့ရှင်လေအရင်ကဒီ unfold chip နဲ့ရှင်လိုက်ရင်45%လောက်ဒီကိုပိုကောင်းအောင်လည်းတွေ့ရတယ်အဲ့တော့ဒါလည်းတကယ် home mode ဆိုတော့ reality ထဲမှာဆန်းကြည့်မှပဲသိရမှာပေါ့ဟုတ်ပြီ chip ကြောင့်ပြောပြီးသွားပြီဆိုတော့တော်တော်များများစိတ်ဝင်စားနေကြတယ်မဘုတ် pro ကြောင့်အရင်ဆုံးပြောပြမယ်အဲ ော်တိုဘာ14ရက်ကအမေရိကန်နေပြီးတော့မှ senior vice president တယောက်ကဒီ MacBook Pro နဲ့ပတ်သက်တဲ့ video တခုကို taste လုပ်ထားတယ်။အဲ့ taste video ကြည့်ပြီးတော့မှ M5 နဲ့ထွက်လာမယ်ဆိုတော့တော်တော်များသိကြရောကွာ။အဲဒါမဲ့ကောလာလာကြီးထထွက်နေရတခွာကြတော့ဒီအယောင်တက်တွေထထွက်လာမယ်ဘာညာတွေအဲ့လိုမျိုးတွေပြောနေကြတာတကယ်လေးထွက်လာရော black နဲ့စေးပါပဲပြီးရင်ဒီဇိုင်းပိုင်းကြည့်လို့ရှင်လေအရင်က M4 နဲ့နင်းလားငါလားပဲကွာဘာမှမကွာဘူး ဒါမဲ့လေအပြင်ကဒီဇိုင်းဘိုင်းနဲ့တိတ်ပြီးမကွာဘူးဆိုရင်လည်းအထဲဘိုင်းမှာတော့ပြောင်းသွားတော့ရှိရယ်အဲဒီ AI ဘိုင်းမှာဆိုလို့ရှိရင်လည်းအရင်ထက်၃ဆခွဲလောက်ပို့ပြီးတော့မှကောင်းလာတယ်နောက်တစ်ခုဒီ graphic ဘိုင်းမှာဆိုလို့ရှိရင်လည်းအရင်ထက်ကို၃ဆခွဲကျော်ကျော်လောက်ကိုပို့ပြီးတော့မြန်လာတယ်ဒါအတိတာလားဆိုတော့ heavy ဖြစ်တဲ့ app တွေသုံးမယ်ဆိုတော့တိတာလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ app တွေစဖွင့်နေအချိန်မှာပဲမြန်နေဆိုတာပဲသိလိမ့်မယ်။ဩနောက်ပြီးရရှိသေးရဲ့အဲ display ဘိုင်းမှာဆိုလို့ရှိရင်လည်းအရင်ထက်ပိုပြီးတော့လင်းလာမယ် ပြီးရင်ဘက်ထရီဆိုလို့ရှိရင်လည်းအားဖို့ခံလာမယ်အဲ့တော့ overall ခြုံကြည့်လိုက်မယ်ဆိုရင် Apple ရဲ့ထုံးစံအတိုင်းပဲဘက်ထရီအားဖို့ခံမယ် performance ပိုကောင်းတယ်ဒါပဲကျွန်တော်တော့အရင်ထူးပြီးတော့မှပါသွားတော့မရှိဘူးဈေးနေနေရတော့ဒေါ်လာ1600နေစမယ်နောက်တစ်ခုက iPad Pro တော်လည်းပဲ performance ပိုကောင်းမယ်ဘက်ထရီကလည်းပဲအရင်တည်းကနဲ့တူတူပဲဒါမဲ့ M5 chip သုံးပေးထားတယ်တူတူပဲဆိုရင်တော့ 10GB ကိုကြာတော့ 1TB နဲ့ 2TB မှာသုံးပေးထားရွာ 256GB နဲ့ 512GB ကိုကြာတော့ 9GB ပဲပါတယ် နာလို့တခြားသုံးကျင်နေဆိုလို့ရှင်လဲ 1dB နဲ့ 2dB မှာပဲရပါအဲ့တော့ပြောချင်တာကမင်းက performance ကောင်းလာလိုချင်နေဆိုလို့ရှင်ရင်အဲဒီလိုမျိုး gift များတာယူဆွဲသဘောမျိုးချိုးတာဘာလဲဘာချိုးရတော့တော့ခွဲကြခွဲကြနဲ့နောက်တစ်ပိုကောင်းလာလဲထက်တွေ့ထားတယ် Wi-Fi 7ကို support ရဲ့ဒီ Apple ရဲ့ကိုပိုင် chip N1 chip နဲ့ပြီးတော့ရင် C1H Moran chip တွေကိုလည်းပါလာတွေ့ရတယ်ဇီးအနေနဲ့ကတော့ဒေါ်လာတစ်ထောင်အစားမယ်။နောက်ဆုံးအနေနဲ့ Vision Pro ကြောင့်ဆက်ပြောမယ်။ ရန်နန်ပစ်စဲထမ်းမဆာလာပိုများတဲ့မိုက်ခရို OLED display ကိုသုံးထားတာဆိုတော့ကြည့်ရတာအမြင်ပိုကြည့်ပြီးတော့မှပိုကောင်းလာတယ်ပြီးတော့ refreshing ကလည်း 120Hz ဆိုတော့ဒီ motion blur တွေပိုနေသွားမယ်ကွာအဲ့တော့ကြည့်တာကြားတဲ့အခါမှာခေါင်းမူးတာတွေပါနေဆိုရင်ပိုပြီးတော့တက်တာသွားလောက်မယ်လို့ထင်တယ်ဘက်တရီဆိုလို့ရှိရင်လည်း2နာရီခွဲလောက်အားခံတယ် ဒီဇိုင်းပိုင်းကြည့်မယ်ဆိုရင်တော့အရင်ကတော့ဘာမှမကွာဘူး။ဒါပေမဲ့အတွင်းပိုင်းကတော့ပိုကောင်းလာတော့ဟိုပိုပြီးတော့မိုက်တယ်ကွာ။တကယ်လို့ဝယ်ချင်တယ်ဆိုရင်ဒေါ်လာ3500နဲ့ဝယ်လို့ရတယ်။မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ဒီမြန်မာငွေ3150ကျော်လောက်တော့ရှိမယ်ထင်တယ်။အဲ့တော့ဒီလောက်ထိပြောပြီးသားရဆိုရင်တော့ဟို Apple ရဲ့ပေါ့နော်အခုအသစ်ထွက်ထားတဲ့ဒီ product အသစ်တွေကိုတကယ် upgrade လုပ်တင်လားအဲ့လိုမှမဟုတ်ဖိနေပေါ့နော်။ဟိုဒီလိုချင်းတွေကြီးမှဝယ်တင်လားဆိုတာကိုကိုယ့်ရဲ့အမြင်လေးခေါင်းမှာပြောသားပေးပါအောင်။နောက်တော့ဆက်ရအောင်တဲ့ video တွေနဲ့တူ see you next video ။